လာပါအခုကျွန်တော်တို့ဒီအချစ်ကိုဘယ်လိုပြောရမလဲဆိုတဲ့အချင်းကိုကျွန်တော်တို့စတင်ပြီးတော့ဒီရှင်းပြမယ်ပေါ့နော်အရှင်းပြတဲ့ခါမှာဒီကကတော့တချင်းတင်တယ်ဆိုတာတက်ဒီတချို့အမေးများတယ်ပေါ့နော်ဒီမြမာသံလိလာနီးပေါ့ဒါလေးကိုဒီတချင်းလေးနဲ့ကျွန်တော်ဒီတီးသွားကိုဘယ်လိုအသုံးပြုလို့ရလဲဆိုတာလေးပေါ့နော်ဒီမြမာသံစိတ်ဝင်စားတဲ့လူတွေအော် မြန်မာသားဆိုတာဒီလိုမျိုးလေးပါလားဒီလိုတီးလို့ရပါလားဒီလိုမျိုးတိခတ်ကြပါလားဆိုတဲ့ကိုကလေးเนาะသဘောတရားလေးကိုသိုံလောက်ကိုဒီတချင်းလေးနဲ့ရှင်းပြမယ်တချင်းကတော့ဒီခတ်တဲ့အမျိုးအစားပေါ့เนาะဒါပေမဲ့ကျွန်တော်လည်းအရင်ကြိုက်တယ်ပြီးတော့ဒီရှင်းပြချင်တာလေးလည်းရှိတာပေါ့เนาะအဲ့တော့တချင်းတင်ကြတာဆိုတာထက်ဒီနှုတ်လေးတွေကိုဒီမြန်မာသားဘလိုမျိုး ွက်နွက်လေဆိုတော့သင်တန်းမျိုးဖြစ်ပါပါเนาะသင်ခန်းစာမျိုးဖြစ်ပါပါအခုလာမဲ့ဒီဗီဒီယိုအပိုင်းကြီးကတော့ကျွန်တော်အပိုင်းလိုက်အပိုင်းလိုက်ဒီတရားရှင်းပြပေးမယ်အခုကျွန်တော်တို့ intro 6ပါးကိုစပြီးရှင်းပြမယ်ပထမဆုံး၄ပါးရှိတယ်ဒါကတော့ music arrangement ပေါ့เนาะ chord တွေတွားတာပြီးမှဒီနောက်ဆုံး2ပါးလေးစီအဆိုအတွက် ဖတ်စဖို့အချင်းအစိုးပိုင်းစဖို့အတွက် music ဖြစ်မှာဒါပဲပြီးနောက်တစ်ပိုင်းမှာမိရေမုံချားဆိုတဲ့ဘိုက်ကိုကျွန်တော်တို့စဆိုးတယ်အဲအစိုးဘိုက်ကိုစလေ့လာမှာပေါ့နော်ဒါဒီမှာကျွန်တော်တို့လက် position တွေကအစတေချာလေးသွားမယ်ဘာလို့ကျွန်တော်တို့တချင်းဦးစားပေးတင်တာမဟုတ်ဘူးဒီတချင်းလေးကိုမှီညမ်းပြီးတော့မြမာတန်နဲ့ပတ်သက်တဲ့သဘောတရားလေးတွေ နော်ဒီနှုတ်လေးကိုကြည်ပြီးဒီလိုဒီလိုလုပ်တာဆိုတော့အသိဉာဏ်လေးရပြီဆိုရင်မြန်မာတန်ကိုတီးကျင်လာပြီဆိုရင်ဆရာကောင်းသမားကောင်းနဲ့နော်မိသူစီမာဖြစ်ဖြစ်တင်ယူနိုင်မဲ့စိတ်လေးနော်အဲ့ဒီစိတ်လေးဖြစ်တာအောင်ကျွန်တော်တို့ရှင်းပြမှာပေါ့နော်နှုတ်သဘောတရားလေးကိုဦးစားပေးမှာပေါ့စမယ်ရောင်းစုံနော်ခြောက်ပါစမယ်အဲ့တော့ရှေ့ရ၄ပါးကတော့မြန်မာတန်မဟုတ်တဲ့အတွက်မတီးကျင်လည်ရတယ်ဒါမဲ့ဒီသင်းမှာပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့စာပြီးရှင်းပြရအောင်ဆိုဒီမိုင်နာကော တော့ဒီမှာတော့ဒီမိုင်နာတို့ရေးပေးမယ်ကျွန်တော်ဒါပဲတော့ရီဝက်ထောက်ရီကိုဘယ်လက်ကတောင်းဖို့ဆုံးချတာမှာ1 2 3 4ဆိုပြီးတော့ဖိထားမယ်ကြာကြီးဒီချက်သာဖိထားအဲ့ပြီးရင်1ဒါပဲညာလက်ကဒါပဲရီလာနာပြီးတော့ဒါပဲအဲ့တော့နှုတ်တော့သိနေရမယ်เนาะဟို music အခြေခံတော့ရှိနေရမယ်เนาะ အဲ့ဒါမှဒီ note တံပေါ်တော့သိအောင်ဒါမှကျွန်တော်တို့ကဒီ simple ဖြစ်စဉ်တွေကိုလေ့လာလို့ရအောင်ဒါပြောမယ်ဒီ mic ဒီ mic ကဒီလိုလွှဲဝိုင်းအံမဝင်တော့ဘူး mic မျိုးစားနဲ့နောက်မှကောင်းတော့ဒီပေါ်ရအောင်ဒါပါစားကြီးချက်ထိုးထည့်တာမာချပြီ1 re 1 2 3 4ပြီးပါပြီပြန်စမယ်အဲ့တော့လက်ပတ်စံမှာကြည်တာเนาะ တေချာလေးရှောက်မတီးပဲနဲ့မတရားတီးပဲ1လက်ကလုံးဝမရှိပါဘူးနော်အဲ့တော့ဒီလောက်ကတော့တီးရမယ်ဇိုလာဒိုတီဆိုလာဒီညာလိုက်ကတော့နှုတ်မြင်တီးနိုင်ရမယ်ရေလာဇိုလာဒိုတီဆိုလာအဲ့ဒါကို1 2 3 4 1ရေလာဆိုလာဒိုတီဆိုလာ ဒိုတီဆိုလာတော့သိပြီဆိုရင်ပြီးရင် e flat chord တော့ဒါက e flat လို့ဆိုတော့သိရအောင်အဲ့ဒါကိုဒီလိုဒီမယ်ဒီသူအားလေးရှိပါအောင်တော့ဒါထားမှာเนาะဒါထားဒါမှာဒါ b flat လုံးဒါ e flat လုံးအဲ့ဒါကိုထားမှာထားမှာမာဆိုထားဒိုထားလာเนาะအဲ့ဒါရှင်းမယ်เนาะ1ထားမှာမာ ထာမာမာဆိုထာဒုထာလာလက်ပတ်ခါကြည့်ပါမယ်နော်ထာမာလက်ကြွရတည်တယ်အမဲအမဲပြီးရပြီးတော့အမဲဖြူမာဆိုထာဒုထာအမဲမာဆိုထာဒုထာလာမာဆိုထာဒုထာလာအဲ့ဒီမှာကြည့်တော့ဒီမှာမာဆိုထာဒုထာလာအဲ့လာမှာကြည့်တော့ကျွန်တော်ဒီမိုင်နာပြန်ဖြစ်သွားတယ် အဲ့လေးပါလေးကိုဖြည်းဖြည်းလေးပြမယ်နော်။သူကဖွဲ့တာလည်းမပါဘူးဒီဘက်ကလည်းဒီမှာ click လုံးစီပဲချတာ။ E flat ဆိုရင်ဒီမှာ E flat zone တီးတယ်။ D minor ဆိုရင် D minor zone တီးရတာပဲ။စမယ်။1 2 3 4 1นานาวันตาเวอะล่ะตู้มิวสิค ဘယ်ဆိုနေပြီးပါရင်ဆိုရင်ကျွန်တော်နောက်ကနှစ်ပါးလေးကိုတင်မယ်အဲ့ဒီမှာသူကနှုတ်ကကြည့်ရမယ်1 la mi re mi so fi re mi ဒီအမြင်တိုင်းဝင်ကြည့်မယ်နော်ဒီကနှုတ်ကတစ်ချက်နားတယ် la mi re mi so fi re mi ပြီးတော့ re la ti do so mi do လို့ဖြစ်နေတာပေါ့ဒီသူ့ရဲ့နှုတ်အမှန်တိုင်းကြည့်ရင်သူကဒီမှာဒီမှာပြောပါ ဲ့တော့ကျွန်တော်ကဒီမြမရန်ဒီနှစ်ဖက်ဒီမှာဖြစ်တယ်ကျွန်တော်ဒီမှာတီးလို့မရတော့ဒီကိုသွားမှာဖြစ်တယ်ရက်ဒီနှုတ်ကိုဒီမှာကြည့်လိုက်မယ်တော့ဒီမှာဒီကလာနေစာပြီးစဉ်းစားမယ်လာမီရီမီဆိုဖီရီမီရီလာတီဒိုဆိုမီပြင်ဒိုချမှာဟုတ်တယ်နော်ဒါသိပြီနော်အဲ့တော့အဲ့လာမီကိုတဲ့ကျွန်တော်မောင်နှင်းဆိုတဲ့ဟာနဲ့စစဉ်းစားမယ်မောင်နှင်းကိုဘယ်လိုစဉ်းစားလဲမောင်နှင်းဆိုတဲ့သဘောတည်နော်သူ့နှုတ်ကတာပဲ အဲ့လာကိုဒီလာကိုဒီမီကိုဒါပဲအဲ့တော့ရီမီတဲ့မောင်းနေပဲအဲ့တော့မောင်းနေသည်ဘယ်ညာကိုပြောတာဘယ်ညာဟောတလဲစီပေါ့ညာကြည့်မလားလာလာမီမီရီရီမီမီအဲ့တော့သူ့နှုတ်ကလာလာမီရီမီဆိုပြီးတော့တလုံးမှာနှစ်ချက်အဲ့တော့ကျွန်တော်တို့ကမောင်းနေလို့ပဲဆိုတဲ့အတွက်ဒီချက်ချက်တစ်ချက်မှာနှုတ်လေးလို့ဖြစ်သွားတယ် လာလာမီမီရေရေမီမီဟုတ်ပြီနော်အဲ့ဒီရှင်းနေနော်ဒါပြသွားမယ်အဲ့ပီဇာလာလာမီမီရေရေမီမီဟုတ်ပြီတဲ့အဲ့တော့နည်းနည်းလေးမတူအောင်နဲ့ဒီရှင်းဆုံးကလာလာလေးကိုကြောင်းမြန်လေးလိုက်ပါတဲ့နော်အဲ့တော့မောင်နှင်းဘက်မှလေးဖြစ်သွားမယ်မောင်နှင်းဒီပညာဖြစ်တာလေအဲ့တော့ဒီရှင်းဆုံးဒီလာလာကိုဟိုပညာမတိမနဲ့ညာပဲလေးတည့်တော့တဲ့နည်းနည်းဆန်းသွားတာပါ လာလာမီမီပြီးတော့ရီမီရတာပုံပါမယ်ဒါဆိုရင်မြန်မာစံတန်ဆန်နဲ့အတန်ထွက်လာပြီမဟုတ်လားဟောနောက်ကဆိုဖီရီမီအဲ့တော့ဆိုဖီရီဒူဆိုဖီအဲ့ဒါကိုကျွန်တော်တို့ကတလုံးပို့ထည့်မယ်ဆိုဆိုဖီရီလို့လိုက်မယ်ဟောမောင်နေညာပဲဖီရီကျတော့ဒီဆွတ်ဆွတ်လုံးလေးကိုကျတော့နောက်တလုံးထည့်ပြီးတော့ဒီမိုက်က mountain လောက်လိုက်တယ် fee တွေကိုကြတော့လည်းဘာမှမလုပ်ဘူးညပဲပဲတည်းတယ်ညာက fee တိတယ်ဘယ်က ready လိုက်တယ်အဲ့ဒါဆိုအဲ့ဒါဘာပြီးသွားကြီးအဲ့တော့ mountain ဟောညာပဲပညာเนาะဒီလိုပြောလိုက်မယ်เนาะညာပဲပညာဒါပို့ရှင်းတာပေါ့အမှန်တကယ် mountain ပြောင်းပြန် mountain ပြောင်းပြန် mountain ဖြစ်အဲ့လိုပြောမှာဒါပေမဲ့ဒီမှာဆိုရင်ရှင်းသွားပြီခုနပြောယူသွားပြီပဲเนาะညာပဲပညာ mountain mountain ဟောပညာပညာလုံးဖို့ထဲမယ်ပညာညာပဲ So B 我今天 B 我插来吧，B 我今天总插来吧。B B P B 他靠 B B 来来接吧。B B 谁打的喽？ ာပဲပဲညာပဲညာပဲညာအဲခုနလိုပဲရေးလာတီတူလေအဲ့တိုင်းပဲမောင်မောင်နေ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 ရတာပဲဒါပေမဲ့ပူဆန်းသွားအောင်ထိတ်ဆုံးလေးကိုဓာတ်မှန်သုံးမယ်ဟောဒီလိုတီးရမှာကိုဒီလိုတီးရတယ်ညာပဲတီးလိုက်ပြီကျေကျနာညာပဲပဲညာပဲညာပဲညာဟောဒါလေမဆူမီညာပဲပဲညာဒါမောင်နေနေပြီပဲမောင်နေ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 တီးပဲလို့ မှတ်လိုက်ပြီဒီ re ကိုတော့မှလေးလိုက်မယ်ဒီလိုတစ်ချက်တီတို့ကအတဲ့တွေပဲပညာပညာတွေပဲစုမိကြတော့ဒီဆူဆူလေးကိုညာဘဲဘညာကြောင်မြန်အတဲ့အဲကြောင်မြန်မောင်းနေအဲဒါမောင်းနေပေါ့ဒါလေးကကြောင်မြန်ဖြစ်သွားတာပေါ့တို့ချလိုက်ရင်ဒီကြီးဒီမှာနည်းနည်းတုံမိရမယ်အရှိန်လေးပေါ့မြင်းမုံချာအားလေးဝင်ဖို့အတွက်ပေါ့ဒါဆိုရင်တော့ဒီ ခုမှမောင်းနှင်းတွေပဲလိုရတာဘာမှထူးဆန်းတာမရှိသေးဘူးအဲ့တော့ဒါကမောင်းနှင်းသင်္ကန်းစာလေးပေါ့နော်အဲ့တော့အပိုင်းအချက်ကိုပြောပြရမယ်အပိုင်းတည်းမောင်းနှင်းသင်္ကန်းစာလေးလာခြင်းဆိုတဲ့ခါလေးဖြစ်သွားမှာပေါ့နော်အဲ့ကိုနောက်နောက်တော့နေရရင်ဘာတွေပါမလဲဆိုတာအဲ့ဒါလေးပဲကျွန်တော်ထည့်တယ်ပြီးတော့ပြောပြပါမယ်ဒါဆိုရင်တော့သဘောပေါက်လာမယ်နော်အဲ့တော့လက်ပုဇရှင်လေးကြည့်ရအောင် 拿来，棒，招鱼，哼！拿来你玩鱼，来个一 o n e 打下来，直接来碰来嘛，妈巴个毛！Two, three。一、二、三，十四，十四，十四，十六。One, two, three, four, one。 အဲ့မှာဆိုတာဒီမြမသာရဲ့ဒီလိုမျိုးတော့အဆိုဝင်ကောင်းဟပြီးတဲ့ဟာလေးတွေကဒီစီကျနေကြတော့မဆိုင်တော့အဲ့ကြောင့်ကျွန်တော်တို့ကဒီမလိုတော့မသုံးနိုင်တာပါဒါပေမဲ့လေ့ကျင့်တဲ့အချိန်မှာတော့သုံးလို့ရတယ်နော်လက်ကနော်ညာဘဲဘဲညာ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 ညာဘဲဆုံးပြီးဒီမှာ လက်တွေ့ဝင်နဲ့ညာလက်တွေ့ဖဲလက်ညိုးရပြီပိုင်းတက်မှာဒီအဆိုးပိုက်ကိုစတယ်မယ်နော်